မင်္ဂလာပါ Not for you channel မှာပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ကဘာကြီးမှာဤပညာနဲ့ပတ်သက်ပြီးတော့ပထမဆုံးက ID ဒီထက်ပိုပြီး model မြင်လာတော့ chat GPT နောက်တော့ AI AI ကတော့တော်တော်လေးကိုရေပန်းစားခဲ့ဤပညာများကအနောက်နိုင်ငံများမှာသာစံတက်ခဲ့ကြပါတယ်ဒီဒီခါမှာတော့ကဘာကြီးကိုကင်လှုပ်လိုက်တဲ့အာရှကပြည်နိုင်ငံရဲ့ DC အကြောင်းလေးကိုအလင်းတင်လို့လာရောက်မျှဝေတင်ဆက်ပေးမှဖြစ်ပါတယ် တီယုန်နှစ်တကူးနဲ့ချိန်ကြိုက်ပြီးဖတ်ပေါ်လာတဲ့ DC Abraham ကဘာ AI လောကကြီးကိုအထူးသဖြင့် AI ကိုလော်ဝဲကြီးအုပ်ထားတဲ့အမေရိကန် AI မှ အုပ်စုကြီးအတွင်းမထင်မှတ်ပဲအမှုမီပုံ ဖောက်ခွဲခံနိုင်တယ်လို့ဖြစ်သွားတယ်။ဘလောက်ကြမ်းတယ်လဲဆိုရင်ဒီတဲ့င်းကအင်ပြူတော်အထိနိုင်ပိုင်းနဲ့တက်သွားပြီးတမနာထွန့်ကိုယ်တိုင်က Deep Sea ဟာအမေရိကန်ကိုလှုပ်နှိုးလိုက်ပြီးလို့ ကျင်ညာရတဲ့အထိလှုပ်ခါသွားပါတယ်အမြဲတမ်းသူများကိုငလင်လှုပ်ခါပြစ်တတ်တဲ့ထွန့်ကိုယ်တိုင်ငလင်အလှုပ်ခါနိုင်ရတယ်ဘာကြောင့်အဲ့ဒါလောက်ထိထိတ်ထိတ်ပြပြဖြစ်သွားရတယ်လဲဆိုအကြောင်းလေးရှိနေပြန်ဒီစိတ်ကိုစမ်းတက်အသုံးပြုကြည့်တဲ့အခါမှာရှေ့ကပြည်နေတဲ့ chess dvd ထက်ညာစွာတာလွန်နေတာကြောင့်ဖြစ်ပြီးဒီစိတ်ဟာအမေရိကန်တက်စလော့ကကိုတရက်အတွင်းဒေါ်လာတွတ်ထရီလီယံတန်ဖိုးရှုံးဆုံးသွားစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ် AI ရမကြီး၃ခုနဲ့တင် ဒေါ်လာ108ဘီလီယံရှုံဆုံးသွားခဲ့ပြီးဆူဆူဝါဝါအဖြစ်ဆုံးကတော့ Nvidia ဖြစ်ပါတယ် AI chip တွေထုတ်လုပ်ပေးနေတဲ့တရုတ်လူမျိုးအမေရိကန်နိုင်ငံသားရဲ့ Nvidia ဟာတရက်တည်းမှာဒေါ်လာ600ဘီလီယံအမှုပြန်သွားခဲ့တာတွေ့ရပါတယ်ခစ်ကနိပညာခစ်ပါနိပညာတဲ့မှာတော့မှ AI chip ဖြစ်လာပါတယ်တချိန်ကခစ်စားခဲ့တဲ့ IT ဆိုတာဘာမှမဟုတ်တော့ပါဘူးအမေရိကန်တွေကနိပညာတက်တက်ပေါ်မှာခြေခံကြပြီမဲ့ ဂျစ်စီကတော့သဘောတရားနဲ့ပေါင်းစပ်နိုင်ခဲ့တဲ့အတွက်ကြောင့်အနုမျိုးဘုံတစ်လုံးလောက်ကိုပေါက်ကွဲအားကောင်းခဲ့တယ်လို့ယူဆရတယ် Chess GPT နဲ့အခြား app တွေကိုကိုယ်တိုင်သုံးကြည့်ဘူးလေလောက်ခအားကောင်းတဲ့ Deep Sea ကိုလည်းသုံးကြည့်လိုက်ပါလေအတိကဘာကွာသွားတယ်လဲဆိုတော့အမေရိကန်အရင်တူက data information အပေါ်အပြုထားတာတွေ့ရတယ် AI အခြေခံက big data ပါ data နဲ့ information ်ဆုဆောင်အားကောင်းလေလူတွေအစိတ်ကျဉ်းနှံ့မှုပိုရလေဖြစ်တယ်။ဒါပေမဲ့တရုတ်ရဲ့ Deep Sea ကအမေရိကန်အရင်တွေမှာမတွေ့ရတဲ့ cost ကိုထည့်ပြီးပြီးဖြည့်ပြီးထားတာကအတော်ထူးခြားပြီးလူတွေကို အကြိုက်တွေ့စေတာ တွေ့ရတယ်။ Cop ဆိုတာ chain of thought ဖြစ်ပါ တွေးခေါ်မှုအစဉ်တန်းလို့မြန်မာမှုပြုရင်ရမယ်ထင်တယ်။ ဘလို့တွေးခေါ်ရတယ်လဲဆိုတာကိုပါလူတွေကိုတင်ပြီးတွားတဲ့ပုံစံဖြစ်နေပါတယ်ခြုံပြောရရင်အမေရိကန်နိပညာမှာအချက်လက်အကြောင်းအရာကိုအပြုထားတဲ့နိပညာဖြစ်ပြီးတရုတ်ရဲ့ dis sigma info plus data plus cost ဆိုပြီးသဘောတရားကိုအခြေပြုထားတာတွေ့ရတယ်ဒီရက်ပိုင်းအတွင်းမှာပဲအမေရိကန်မှာအသုံးများဆုံးဖြစ်နေတဲ့ chat gpt နဲ့ dis sigma app က download လုပ် များဆုံးဖြစ်သွားပြီးထိတ်ဆုံးကိုရောက်သွားခဲ့တယ်။ဆီလီကွန်တောင်ကြားကကုတူတွေမျက်လုံးပြူမျက်စံပြူဖြစ်ကုန်ကြရတော့တယ်။ This app Pandidu One Fang လဲချက်ချင်းနာမည်ကြီးသွားခဲ့တယ်။အသက်40လောက်သားရှိသေးတဲ့ Ling Wang Fang ဟာတရုတ်နိုင်ငံသားဖြစ်ပြီးမိခင်ကုမ္ပဏီကဟန်ဂျိုကျန်ကျန်ချိုင်းနာမှာရှိတယ်။ဝန်ထမ်း200လောက်ပဲရှိပြီးအရင်က Hash တဲရာဆိုတဲ့ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တယ်။တူတူတက်တဲ့နေထိုင်တတ်တဲ့1 fan ဟာစက်တွေအင်ဂျင်နီယာတူဖြစ်ပြီး hat fan တခုရဲ့ပူတွဲတည်ထောင်သူတူဖြစ်တယ်။2030ပြည့်နှစ်ကဘာနာယီလောကထဲကိုဝင်ရောက်ခဲ့ပြီး share ရှင်တွေကိုအမြန်ွေဒေါ်လာဘီလီယံချီရရှိအောင်ဆောင်ရွက်ပေးနိုင်သူဖြစ်တယ်။ပေကျင်းရဲ့အပိမှုနဲ့2020၃ခုနှစ်ထဲမှာ AI လောကတဲ့ကိုစောင့်ဝင်ခဲ့ပြီးဆီလီကွန်တောင်ကြားက AI ဂူရူကြီးတွေအတွက်တရုတ်ရဲ့အဖြေကဒါပဲဆိုတော့ပြတ်တန်နေ One Fund မှာတာဝန်ရှိလာခဲ့တယ်။ဘာနာကြီးလောကမှာလည်းအောင်မြင်ခဲ့ပြီး AI လောကဝင်လာလိုက်တော့လည်းအချင်းတူတူအတွင်းမှာပဲ American AI လောကကိုအနှုတ်မြဘုံတလုံးဖောက်ခွဲခဲ့တဲ့အလားအောင်မြင်ခဲ့ပြန်ပါတယ်။အခုဆိုရင် One Fund ဟာ hero တဦးဖြစ်လာခဲ့ပြီး AI လောကမှာဆရာကြီးတစ်စုအဖြစ်လူတိများသွားခဲ့ပါပြီ။တရုတ်ရဲ့ District နဲ့ ကဘာမှာလူတုံးအများဆုံးဖြစ်တဲ့ Open AI Chat GPT တို့ဘာကွာခြားသွားတယ်လဲဆိုအချင်းချုပ်ပြေးရရင်အတော်အံ့ဩသွားပါလိမ့်မယ် Open AI တနေ့စတင်နေ့လွန်ခဲ့တဲ့စနေ့ဝန်ထမ်း9000ဒေါ်လာအရင်းနှီးဒေါ်လာ6ထက်မှ6ဘီလီယံလေ့ကျင့်စီဒေါ်လာတရားမီလီယံအခြေခံ fit တတ dip sit စတင်နေ့လွန်ခဲ့တဲ့နှစ်နှစ်ဝန်ထမ်း200အရင်းနှီးဒေါ်လာ 10 million legion six dollar 6 million အခြေခံ cost plus base data american တွင်ယင်းနှင့်မြုံနံဒေါ်လာ6 billion ကုန်ကြတဲ့စီမံကိန်းကို this six ဒေါ်လာ7တန်းနဲ့လုပြတော့နိုင်ခဲ့တာတွေ့နိုင်ပါလိမ့်မယ်။အမေရိကန်လူပေါင်း9000ကျော်အတုံးပြရတဲ့အလုပ်ကို Deep Sickers လူ900နဲ့လုပြတော့ပါတယ်။ဂျမားလိုလူတိများတဲ့ဂျမားဟာလူတွေမြင်ကွင်းကလှတော့ချာ ပျောက်သွားခင်ဘူးအမေဇုန်နဲ့အပြိုင်တကဘာလုံးကိုဒဲနဲ့ဈေးရောင်းချနေတဲ့ကုမ္ပဏီကြီးရဲ့အရှင်တခင်ဖြစ်ပါတယ်အနာဂတ်ဟာ AI ခေတ်လို့ပြောနေကြတဲ့ကာလမှာတူထန်ကအပြိုင်ရှင်ပြိုင်နေကြတဲ့အထက်ဂျမားလဲပါလာပါပြီဂျမားက Q1 2.5နဲ့မိတ်ဆက်လာပါလိမ့်မယ် Q25 at က this is a တာလွန်ပြီး အမေရိကန် AI app တွေထက်လင်းအများကြီးတာလွန်နေတယ်လို့ပြောထားပါတယ်။ဒေါ်တော့ဆယ်ဒေါင်းလုဒ်အစွဲအများဆုံးလူအသုံးအများဆုံးက ChatGPT ပါ။ DeepSeek ထွက်လာတော့ DeepSeek က ChatGPT ကိုကျော်လွန်သွားပါတယ်။ကဉ္စီပညာရှင်တွေက ChatGPT နဲ့ DeepSeek ကိုနှိုင်းယှဉ်ကြည့်ကြတယ်။ DeepSeek ကိုတာလွန်ချက်ဝန်ခံကြတယ်။အခါ DeepSeek နဲ့ Q255 ကိုနှိုင်းယှဉ်ပြထားတဲ့ပညာရှင်တဦးရဲ့အမှတ်ချက်အရဆို Q25 white က dip safe step ပိုပြီးတာလွန်တယ်လို့ဆိုပြန်ပါတယ်ရုပ်တွေအတော်လေးလက်ဆောင်ထက်လာတယ်လို့ပြောရပါလိမ့်မယ်ဒီပုံအတိုင်းဆိုရင်ကမ္ဘာ AI လောကမှာ dip dip safe နဲ့ chu 2.5ဖိုက်တို့ကထိတ်ဆုံးကနေရာယူထားကြတော့မယ်လို့ခန့်မှန်းရပါတယ်တရုတ်အထက်တောင် အမေရိကန်တွေဘက်ကကြိုးစားကြရမှာဖြစ်တယ်လို့တရုတ်တွေကလည်းပြန်ပြီးထပ်ကြိုးစားကြရမှာဖြစ်လို့အနာဂတ် AI ကဏ္ဍမှာအပြိုင်ဆိုင်တွေမိတောင်ပေါက်ကွဲတယ်လို့သဝုံဝုံဖြစ်လာတော့မှဒေကြာလာပါလေ AI app တွေကို၄မျိုးလောက်ခွဲထားပါတယ်ဝယ်ယူရမလို့တဲ့အများဆုံးသုံး app ဝယ်ယူရတဲ့ app ဝယ်ယူရတဲ့အစ်စ်မြင့်နိုင်ငံတော်သုံးအခုလူပြောများပြီးနာမည်ကြီးနေတဲ့ဝယ်ယူရန်မလိုအလကားသုံးလို့ရတဲ့ Deep Six ရဲ့အစ်စ်ကအမေရိကန်တွေရဲ့ဝယ်ယူရတဲ့အက်အစင်လောက်ရှိတယ်လို့တတ်မှတ်ကြတယ်။အဲ့ဒီမှာတင်အတော်စကားပြောသွားပါပဲ။အာလီဘာဘာကထွက်တဲ့ G1 2.5ကိုတော့တေချာမတုံးကြည့်ရသေးပါဘူး။ AI ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုရအဆိုရင်တော့အမေရိကန်တွေရော This is ပါမျက်ခုံးလှုပ်ရောဖြစ်နေပါပြီ။ အိန္ဒိယနဲ့တခြားနိုင်ငံတွေထူးခြားတာတစ်ခုကိုတတိထားမိရမယ်လို့ယူဆပါတယ်။ဆက်မှုဒေါ်လာရင်းနောက်ပိုင်းအနောက်ဥရောပကတဟုန်ထူးတိုးတက်လာပြီးအရှေ့အုပ်စုကအများကြီးနောက်ကျန်ခဲ့ပါတယ်။အရှေ့လယ်ပိုင်းကအတော်ဆင်းရဲခဲ့ပေမဲ့ယင်းနံထွက်လာတဲ့အတွက်မြန်မြန်ဆန်ဆန်ချမ်းသာသွားခဲ့ကြပြီး အာရှဒါတွေအတော်ယုံကန်ခဲ့ကြရတယ်။ဂျပန်တောင်ကိုရီးယားစတဲ့အာရှဒါတွေကြားကိုစီဖြစ်လာပြီးတဲ့နောက်အာရှဒါတွေကစပြီးခေါင်းထောင်လာနိုင်ခဲ့ကြတယ်။အခု AI ခက်မှာအမေရိကန်ကလွဲပြီးအခြားအနောက်နိုင်ငံတွေကထုတ်ကမ္ဘာ၃ AI ထွက်မပေါ်လာနိုင်တာဟာအောစရာဖြစ်နေပြီ။အနောက်အစုမှာ US ကလွဲပြီး competitive S ဆိုတဲ့အရှင်ပြိုင်မှုစွန့်ရည်ကျဆင်းနေတယ်ဆိုတာပြနေတာပါ။ AI နဲ့ US ကိုပကုံးတန်းရှင်ပြိုင်နိုင်တာတိရုပ်ဖြစ်လာတယ်။ ကမ္ဘာတတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်လာအိန္ဒိယလိုနိုင်ငံမှာတော့လောက်လောက်လလ AI အက်တွေထွက်မလာနိုင်သေးတာတတိထမ်းမိတယ်အိန္ဒိယရဲ့အချမ်းသာဆုံး အဒမီက AI လောကထဲဝင်လာတော့မယ်ကမ္ဘာအကြီးဆုံး data center ကိုတည်ထောင်သွားမယ်ဆိုတဲ့သတင်းတော့တွေ့မိလိုက်ပါတယ်ခေတ်က AI မပိုင်ရင်အနာဂတ်ကိုဖြတ်တန်းလို့မရတော့မယ်ခေတ်ဖြစ်လာပါပြီတိုးတက်လာတဲ့နိုင်ငံတွေရဲ့ဆင်းရဲတဲ့တတိယနိုင်ငံတွေပွာချခြင်းနိုင်ပွာချတော့မယ်သဘောဖြစ်နေပါတယ်အရာတိုင်းဟာ AI နဲ့မလွတ်ကင်းတော့ပါ AI ကြောင့်လဲလင်းလင်းမြန်းမြန်းတိုးတက်လာတာပါတရုတ်မှာလမ်းတိုင်းလမ်းစုံလမ်းခွတိုင်းမှာကင်မရာတွေတပ်ဆင်ထားတယ်။ AI သုံးပြီး face recognition Radiation တွေလောက်ထားတယ်။ရာဇဝတ်မှုတွေ short ချသွားတယ်။အရင်ကစိတ်ဥတွေကို robot လို့ခေါ်တယ်။ program တွင်းထားတဲ့အတိုင်းပဲလုပ်ခိုင်ကြတယ်ဒီထက်မပူနိုင်ကြဘူးအခု AI သုံးစက်ရုပ်တွေကို human nose robot လူသားစက်ရုပ်တွေဖြစ်ပါတယ်သူ့ဘာသာစဉ်းစားပြီးလုပ်ကိုင်နိုင်ကြတယ်ဤပညာကုမ္ပဏီကြီးတွေကအကျိုးအမြတ်ကြီးကြတယ်ပထမတော့စီးပွားရေးအကျိုးအမြတ်အတွက်ဤပညာကိုအလေးထားခဲ့ကြပြီးနောက်ပိုင်းမှာဤပညာကနိုင်ငံတစ်ခုကိုအခြားနိုင်ငံတစ်ခုကကျွန်ပြူရတဲ့အဆင့်ထိအသွင်းဝင်လာတာကိုတွေးခေါ်လာနိုင်ခဲ့ကြတယ်တရုတ်ကထုတ်ဖော်လိုက်တဲ့လေဆာသုံးအချက်အလက်ပို့ဆောင်တဲ့ဤပညာဆိုရင်တစ်ဆက် ကမှ GB PS အထိမြန်ဆန်နိုင်တယ်လို့ဆိုတယ်လောလောဆယ်အကာဒထဲမှာကြီးစိုးနေတဲ့ Star Red ထက်အစပေါင်းတထောင်တောက်ပုံမြန်ဆန်တယ်လို့ကြီးကျော်ထားပါတယ်မဇိုင်းစနစ်တွေမှာ AI ကောင်းကောင်းထည့်သုံးလာကြလို့ပြစ်မှတ်ကိုပြစ်မလွဲဖြစ်လာခဲ့ကြပါပြီတရုတ်ကတီထွင်လိုက်တဲ့ခွေးသူစက်ရည် တခုဆိုရင်မြင်္ဂာဇကအဆက်ရုပ်တွေနဲ့အလွန်ကွဲပြားသွားပါတယ်။ကျောက်သုံးတွေကြားမှာအရှိန်နဲ့မောင်းနေနိုင်လို့တောင့်တက်ခရီးချမ်းတွေကိုလည်းအရှိန်မပြတ်နိုင်တာတွေ့ရတယ်။ကုန်းပေါ်မှာတည်းမဟုတ်ပဲရေထဲမှာလည်းကုခတ်နိုင်တာတွေ့ရတယ်။ခွေးပုံဆက်ရုပ်ရဲ့ခြေမှာဘီးတက်ထားလို့အရှိန်နဲ့ပြေးနိုင်တာပါ။လူငယ်လေးတဦးတီထွင်ထားတဲ့ AI တုံးဆိုရင်တက်တော့အုံထဲကဒါဇင်ပေါင်းများစွာဆီလွတ်ပြီးစမ်းတပ်ပြခဲ့တယ်။တစ်ပင်တွေကိုရှောင်ကွင်းသွားနိုင်ခဲ့ပြီး AI ဒုံအချင်းချင်းမတိုက်မိအောင်လဲထိမ့်ထိမ့်ထားနိုင်တာတွေ့ရတယ်။စစ်ဘက်မှလုတ်ကြမှုတွေမှာအသုံးပြုလာနိုင်ကြရင်အတော်ကြောက်စရာပါပဲ။ဒီနေ့တရုတ်ရဲ့တီထွင်နိုင်မှုကအမခန့်ဖြစ်ပါတယ်။တနည်းတမျိုးလောက်များထွက်လာနေသလားမဆိုနိုင်ပါဘူး။လူတယောက်ဘယ်ကာလမှတည်မယ်ဆိုတာကိုလည်းသိနိုင်တယ်လေ။ဘယ်ချိန်မှနှလုံးရောဂါဖြစ်မယ်။ Heart attack ရမယ်ဆိုတာကိုလည်းပြောနိုင်တဲ့ကရိယာတွေထပ်ပေါ်လာခဲ့ပါပြီ။တိုက်ခိုက်ရေးဒုံးမျိုးဘက်မှဆိုရင်လည်းတရုတ်ရဲ့ဒုံးမျိုးအစားတစ်ခုက လေထဲမှာအတန်ထက်မြန်တဲ့နှုံးနဲ့ပြန်တန်းနိုင်ပြီးရန်သူတိုက်ခိုက်မှုကိုရှောင်ရှားနိုင်တဲ့အပြင်လေထဲမှာလည်းတော်ပီဒိုလိုခုခတ်နိုင်ပါတယ်လို့ဆိုလိုပါတယ်။ဒါတွေဟာအလုံးသိနိုင်တဲ့တီထွင်မှုတစ်စင်းအချို့မြတာဖြစ်ပါတယ်နိုင်ငံအဆင့်ထိတ်တန်းလှုပ်ဝဲထားရတဲ့တီထွင်မှုတွေအများကြီးကျန်ပါသေးတယ် AI ခင်မီအနုမြူဘုံခွဲเสียရမလို့တော့ပါဘူး AI နည်းပညာသားတဲ့နိုင်ငံကအခြားနိုင်ငံတွေကိုကျွန်ပြုတ်ရတဲ့ခေတ်ဆယ်စုနှစ်တခုအတွင်းရောက်လာတဲ့နိုင်ငံအခြေအနေဖြစ်နေပါပြီ။တရုတ် DeepSeek ကနှာတပြားမကတာတော်လို့တရက်ထဲဒေါ်လာ600ဘီလီယံရှုံရှုံသွားခဲ့ရတဲ့ AI chips ထုတ်လုပ်ထုတ်လုပ်သူ Guru ကြီး Johnson Han ကလည်းတရုတ်လူမျိုးအမေရိကန်နိုင်ငံသားပါ။သူနည်းကိုတည်းတွင် ဆက်သွားတဲ့ခြာသိပ်ဝမ်ဖန်အတွက်နဗီးဒီးယားအတွက်ပူပြီးအစွမ်းထက်တဲ့ cheese တွေထုတ်လုပ်ဖို့တောင်းအားတွေဖြစ်လာတယ်မကြာခင်မှာထုတ်ပြမယ် cheese ဟာ AI လောကရဲ့အဖြေတစ်ခုဖြစ်လာလိမ့်မယ်လို့ကြွေးကြော်လိုက်ပါတယ်နောက်ထပ် AI လောကကြီးမှာဘလို့အမှုမီဘုံတွေတလုံးပြီးတလုံးပေါက်လာအောင်မလဲဆိုတာစိတ်ဝင်စားစောက်ကြည့်ရမှာဖြစ်ပါတယ်ကျေးဇူးပါ